မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်မေးအွန်လိုင်းပကံမြို့ကိုလာရောက်ပြီးတဲ့နောက်မြို့လယ်မှာရှိတဲ့ဗိုလ်ချုပ်အောင်စံကြေးရုပ်ဖယ်ရှားခံလိုက်ရပြီပကံမြို့ကထီလိုမင်းလိုဖျားမှာမေးအွန်လိုင်းကရေရရခြေသွားတဲ့အပြင်ပကံညာဦးကတိန်ကောနေတဲ့ရေကန်မှန်သမျှပြန်ဆယ်ခိုင်းတဲ့ရေရရပါလောက်သွားတယ်ဆိုပါလေအကျန်းဖတ်စကောင်စီအတွက်တက်သားတက်စုဆောင်ပေးနေတယ် အကိုတိုင်းကကျုပ်ပင်ဝိုင်းခြေရွာအုပ်ချုပ်ရေးမှုညွန့်စိုးနဲ့ဓာသွေးကြောက်ရွာအုပ်ချုပ်ရေးမှုအောင်ဝင်းဆိုသူတို့ပြစ်ခတ်ခံရပြီးနောက်ဦးလုံးပြေကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်မင်းအွန်လိုင်းပကံမြုတ်ကိုလာရောက်ပြီးတဲ့နောက်မြို့လယ်မှာရှိတဲ့ဗိုလ်ချုပ်စန်းချေရုပ်ဖယ်ရှားခံလိုက်ရပြီးပကံမြုတ်ကထီလိုမင်းလိုဖျားမှာမင်းအွန်လိုင်းကရေရရချေသွားတဲ့အပြင် ကံကြောင့်ဦးကတိမ်ကောနေတဲ့ရေကန်မှန်သမျှပြန်ဆဲခိုင်းတဲ့ရေတရားပါလှုပ်သွားတယ်လို့စစ်တပ်သတင်းရင်းမြစ်နဲ့ဒေသခံပြည်သူတွေကပြောပါတယ်။မေလ26ရက်နေ့ကပဲအကြံပစကောင်းဆောင်မင်းအွန်လိုင်းနဲ့ကျူကျူလှတို့ကပကံကြောင့်ဦးကိုရောက်လာပြီးထီလိုမင်းလိုဖျက်မှရေတရားခြေတာတွေရွှေစင်90ကျပ်သားလှူဒန်းတာတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်ပကံမျိုးတစ်ကိုလှည့်ပဲကြိရှုပြီးမြို့လေကဘုကြောင်စန်းခြေရုပ်ကိုဖယ်ရှားခိုင်းလိုက်တယ်လို့သိရပါတယ်။အဲ့ဒီနောက် မေလာ31ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲမိတွေကိုဖျက်ပြီးစစ်ကောင်စီလက်အောက်ခံတွေကဗိုလ်ချုပ်စံကြေးရုပ်ကိုတည်သွားကြပြီးဖြစ်တယ်လို့လဲဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါပြင်အကြမ်းဖက်မင်းအောင်လှိုင်ဟာပကံမြုတ်ကထီလိုမင်းလိုဖျားမှာပါရေရရချေတာတွေပြုတ်လုသွားပြီးတဲ့နော်။တို့ရဲ့အညံ့တွေပျောက်ဖို့ကန်ဆယ်တဲ့ရေရရဖြစ်ပကံညောင်ဦးကတိန်ခေါ်နေတဲ့ရေကန်တွေအလုံးနဲ့ ဂျန်ကွက်လောက်ရှိတဲ့ကန်အောင်ဆယ်ယူဖို့မင်းအွန်လိုင်းကအမိန်ပေးပြီးရေတရခြေသွားသေးတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီအတွက်တပ်သားတစ်စုဆောင်ပေးနေတဲ့ဘကိုးတိုင်းပကောင်းမြို့နယ်ဂျိုဘီဝိုင်းဂျေးရွာအုတ်ချုပ်ရည်မှုညွန့်ဆိုးနဲ့ဓာသွေးကြောင့်ဂျေးရွာအုတ်ချုပ်ရည်မှုအောင်ဝင်းဆိုသူတို့ပြစ်ခတ်ခံရပြီနှစ်ဦးလုံးပွေကုန်ကြပြီလို့တော်လန်ရေးတပ်ဖွဲ့တွေကပြောပါတယ်မေလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ပဲကိုတိုင်းပကောင်းမျိုးနယ်မှာစစ်ကောင်စီအတွက်တပ်သားတစ်စုဆောင်ပေးနေတဲ့ဂျိုးမင်ဝိုင်းဂျေးရွာအုတ်ချုပ်ရည်မှုညွန်ဆိုးဆိုတဲ့သူကိုတော်လိုင်းကြီးတပ်ဖွဲ့တွေကပြစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းပြီးကိုသေသွားတယ်လို့3631 PPDF တရင်တာဝန်ခံကပြောပါတယ်အလားတူမနေ့ကပဲတဲကုံမြို့နယ်မှာလဲဓာသွေးကြောက်ဂျေးရွာအုတ်ချုပ်ရည်မှုနေရမှာအစားထိုးအသက်ဝင်လာတဲ့အုတ်ချုပ်ရည်မှုအောင်ဝင်းဆိုတဲ့သူကိုလေတော်လိုင်းရဲ့ဘော်တွေကနေအိမ်ဒက်တီဝင်ရောက်ပြစ်ခတ်ရှင်းနေရမှာပွဲချင်းပြီးကိုသေသွားပြန်တယ်လို့ဆိုပါတယ် အဲ့ဒီလိုတရထဲမှာပဲပြစ်ခတ်ရှင်းလင်းခံရတဲ့အုတ်ချုပ်ရည်မှုညွန့်ဆိုးနဲ့အောင်ဝင်းဆိုသူတို့နှစ်ဦးဟာစစ်တပ်ကိုအကြီးအကျယ်ထောက်ခံတဲ့သူတွေဖြစ်တဲ့ပြင်စစ်ကောင်စီအတွက်စစ်သားအသစ်တွေကိုပါလိုက်လံစုဆောင်းပေးနေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိမ့်ချောင်းနေတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့3631 PPDF တရင်တာဝန်ခံကပြောထားပါလိမ့်ခင်ဗျဒီတခါစကိုင်းတိုင်းပတ်မှာတော့ ပုဒလိမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားတဲ့စီပါရွာသား10ဦးကိုတော်လိုင်းတပ်တွေကကယ်တင်တဲ့အချိန်ပြည်သူ6ဦးကိုကယ်တင်နိုင်ခဲ့ပြီးတိုက်ပွဲတွင်စစ်တပ်ကတအူးသေးသွားသလိုပြည်ထရေးဘော်2ဦးနဲ့မြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ပုဒလိမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မေလ31ရက်နေ့ဖြစ်တဲ့မနေ့ကပဲပုဒလိမြို့နယ်မှာရှိတဲ့စီပါဂျေးရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာရွာသားတို့ကိုတတ်ဖြတ်ပြီးဂျေးရွာသား10ဦးကိုဖမ်းဆီးသွားတယ်ဆိုပါတယ် အဲ့ဒီနောက်တော်လန်ရေးတပ်တွေကလိုက်လံကဲတင်ရမှာတော့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖန်စီခံရတဲ့စီပါဂျေးရွာသား6ဦးကိုတော်လန်ရေးတပ်တွေကကဲတင်နိုင်ခဲ့တယ်လို့လွတ်မြောက်လာတဲ့ဂျေးရွာသား6ဦးကစစ်ကောင်စီတပ်သားတွေစီကနေလွယ်အိတ်တလုံးနဲ့ကြည်စံတွေလက်ပစ်ဘုံတွေကိုပါတဲချလာပြီးပြစ်ကတ်မှုတွေအတွင်းစစ်တပ်ကတအူးသေသွားသလိုပြည်ထက်ရဲဘော်2ဦးလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ဘုဒ္ဓလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့တာဝန်ရှိသူတအူးကပြောထားပါတယ်ခင်ဗျအခုတခါရခိုင်ပြည်နယ်ဘက်မှာတော့ ။အုံနာကျုံမြို့နယ်ကရွတ်ရွတ်ကြေးရွာကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့မနက်ပိုင်းမှာပဲလေကြောင်းကနေပုံကျဲတက်ခိုက်သွားရမှာ။အရသာပြည်သူအများအပြားထိခိုက်သေးဆုံးမှုတွေရှိထားတယ်လို့ဒေသခံသတင်းရင်းမြစ်စီကနေသိရပါဗျ။ဒီကနေ့ဇွန်လ၁ရက်နေ့မနက်အစောပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ကရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်မှာရှိတဲ့ရွတ်ရွတ်ကြေးရွာကိုဝိုင်တွဲလေရင်နဲ့လာပြီးဘုံချောက်လုံးကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုဘုံကျဲတက်ခိုက်မှုကြောင့်ကနဦးရရှိထားတဲ့သတင်းအရရသပြည်သူ၃ဦးထက်မနည်းသေဆုံးထားပြီး ထိကဒဏ်ရာရတဲ့သူတွေလည်းအများပြားရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တူကပြောထားပါလေအကြံဖတ်စစ်ကောင်စီဟာအာရခတတော်အေအေထိန်ချုပ်သိမ့်ပိုက်ထားတဲ့နေမီတွေကဌာနဆိုင်ရာအဆောက်အဦတွေစေယုံစေကန်းတွေစတင်ကြောင်းတွေဖုန်ကြီးကြောင်းတွေကိုပါရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်တာတွေကိုတောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါလေခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့နယ်မှာမေလတလတဲမှာပဲတိုက်ပွဲပေါင်း24ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်သား42ဦးကတော့အသီးသီးသေကုန်ကြပြီစစ်ကောင်စီတပ်ကဖျက်ဆီးမှုကြောင့်ဘုံကြီးကျောင်းပါဝင်ရတပ်ပြည်သူတွေရဲ့နေအိမ်အလုံး40ကျော်ပျက်စီးသွားတယ်လို့ PNL သတင်းနေပြန်ကြားရေးဌာနစီကနေသိရပါတယ်မေလာ၁ရက်နေ့ကနေ31ရက်နေ့အထိရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေစစ်တလောက်ကံပြည်သူစစ် PNO တပ်တွေနဲ့ပေါ်မျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ပူးပေါင်းတပ်တွေကြားတိုက်ပွဲပေါင်း24ကြိမ်ဖြစ်ပွားခဲ့တယ်ဆိုပါတယ် ဲ့ဒီလိုမေလာတလတာတိုက်ပွဲတွေအတွင်းမှာပဲစစ်ကောင်စီဘက်က52ဦးကတော့အသီးသီးသွေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များသွားပြီအထိနာနေတဲ့စစ်ကောင်စီတပ်ရဲ့ဖြက်စီးမှုကြောင့်ဘုံကြီးကြောင့်တွေပါဝင်ရတပ်ပြည်သူတွေရဲ့နေအိမ်အလုံး40ကျော်လည်းပျက်စီးသွားခဲ့ရတယ်လို့ PNL သတင်းတွေပြန်ကြားရေးဌာနစီကနေသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ